မြန်မာနိုင်ငံကငလျင်ဘေးသင့်ပြည်သူတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေတည်ဆောင်လာတဲ့တရုတ်နိုင်ငံစစ်ချင်းဒီအသင်းကရင်တန်းကိုစီကိုစစ်ကောင်စီတပ်ကဆက်လက်တွေနဲ့ပြစ်ခတ်ခဲ့လို့နောက်ကြောင်ပြန်ဆုတ်ခဲ့ရတယ်လို့ TNL တပ်ဖွဲ့ကဧပြီလ1ရက်ညပိုင်းကထုတ်ပြန်ထားပါတယ်။ ငလင်သက်ပြည်သူတွေအတွက်ထောက်ပံ့ရေးပစ္စည်းတွေသက်ဆောင်လာပြီးတရုတ်နယ်ဇက်ရွှေလီမြို့ကနေတဆင့်မန္တလေးမြို့ကိုထွက်ခွာလာတဲ့တရုတ်နိုင်ငံကြက်ချင်းဒီအသေးရင်နှန်းတွေကိုဧပြီလ1ရက်ည9:00နာရီကျော်ကနောက်ချုံမြို့နယ်အုံမတီကျေးရွာနားမှာစစ်ကောင်စီတပ်ကအသင်းဆောင်ပြီးပြစ်ခတ်ခဲ့တာဖြစ်တယ်လို့ TNL ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်အခုလိုတွားရောက်ကူညီဖို့စစ်ကောင်စီကိုတရင်ပို့ထားခဲ့ပြီးဖြစ်ပေမဲ့လက်မှအခုလိုပြစ်ခတ်ခံရတာကြောင့်ရင်းနှန်းတွေအားလုံး နောက်ချိုမျိုးပတ်ကိုပြည်လဲဆုတ်ခွာလာခဲ့ရတယ်လို့ဆိုပါတယ်။လက်ရှိမှာရေနံတွေကိုတအန်းတက်မတော့ TNL ကကာကွယ်စောင့်ရှောက်ပေးထားပြီးလိုရာခီးဆက်လက်ပို့ဆောင်ပေးသွားမယ်လို့လည်း TNL ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ TNL ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကဧပြီလ2ရက်မနေ့အစောပိုင်းအထိ ရှင်းလင်းပြောကြားထားတာမရှိသေးသလိုရေနံပစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီးဘယ်လနဲ့ကအဖွဲ့အစည်းကပစ်ခတ်ခဲ့တယ်ဆိုတာကို DPP အနေနဲ့ဆက်လက်အတည်ပြုနေဆဲဖြစ်ပါရဲ့ရှင်။